မြန်မာနွေဦးခရိုနီကယ်နိုဝင်ဘာ၈ရက်မြင်တွင် TNL နဲ့အပြည့်ရက်ပြီးတဲ့နောက်မန္တလေးတိုင်းဒေသကနေမြေတချို MD1 PDF လက်လွတ်ဆုံးရှုံးအော်တိုဘန်လ28 28ရက်နေ့ယူနန်ပြည်နယ်ကုမင်းမြို့မှာပြုလုပ်ခဲ့တဲ့နှစ်ဖက်တွေးဆောင်ဆွေးနွေးမှုတွေရဲ့ရလက်အဖြစ်မြောက်ပိုင်းညီနော်မအမိတ်၃ဖွဲ့တွေကတပွဲဖြစ်တဲ့ DNL ဟာအာနာသိန်းစစ်တပ်နဲ့အပြည့်ရက်ဆဲဘူးနှစ်နှစ်အတွင်းဒုတိယအကြိမ်သဘောတူခဲ့ပါတယ်။အခုလို DNL နဲ့စစ်တပ်အကြားဒုတိယအကြိမ်အပြည့်ရက်သဘောတူညီမှုမှာနှစ်ဖက်တပ်တွေရောက်ရှိတဲ့နေရာမှာနေပြီးတော့အပြည့်အခက်ရက်ဆဲရမယ်ဆိုတဲ့သဘောတူညီမှုအပြင်မူကုံမျိုးနဲ့မူမိတ်မျိုးတွေကနေ TNL တပ်တွေစုခွာပေးရမယ်ဆိုတဲ့သဘောတူညီမှုလည်းပါဝင်တာဖြစ်ပါတယ်။ယမန်နဲ့ဇူလိုင်လနဲ့အောက်တိုဘာလတွေအထိရှမ်းမြောက်ဒေသရဲ့နေမြေ မြို့တွေအများအပြားမြောက်ပိုင်းညီတော်မှာမိလက်နဲ့ကင်သုံးဘွဲကတခုပြီးတခုသိမ်းယူခဲ့ပြီး TNL နဲ့ပူးပေါင်းတပ်တွေက နောင်ချူအလွန် တောင်ခမ်းဒေသမှာစစ်တပ်ရဲ့ခံစစ်စခန်းနဲ့ရင်ဆိုင်တိုက်ခိုက်နေကြတယ်လို့ MD1 PDF အဖွဲ့ကမန္တလေးမြို့နယ်နီးကပ်နေတဲ့ပသိမ်ကြီးမြို့နယ်တွေကတရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ Alpha B လက်မြေစက်ရုံတွေအထိသိမ်းယူခဲ့တယ်လို့အခုရက်ပိုင်းအတွင်းစစ်တပ်ကပြန်လည်တိုက်ခိုက်သိမ်းယူသွားတဲ့စေတော်ကြီးဒေသလည်းသိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ် TNL အနေနဲ့တောင်ခမ်းခံစစ်မှာထိုးစစ် ရှေ့တိုးမှုတန့်သွားခဲ့ရပြီးတဲ့နောက် လာနေချီကြတဲ့ရင်ဆိုင်တိုက်ခိုက်မှုတွေနောက်တောင်းခန်းကိုလက်လွတ်ကနောင်ချူမျိုးကခုခံခဲ့ပြီးတဲ့နောက်နောင်ချူမျိုးကနေဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ဇက်တိုက်ဆိုတလူကြောင်မဲတိဘောမျိုးတွေလည်းဆက်ပြီးတော့လက်လွတ်ခဲ့ရတဲ့နောက်မှာအပြည့်ရဲ့သဘောတူညီမှုပေါ်ထွက်လာတာဖြစ်ပါတယ်။မန္တလေးတိုင်းနဲ့ရှမ်းမြောက်နယ်စပ်မှာအခြေစိုက်ပြီးတော့စစ်စင်ရေးတွေမှာ TNL နဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့၎င်းတို့ဘာသာစစ်စင်တိုက်ခိုက်ခဲ့တဲ့ MTY PDF အနေနဲ့ခုနေအခါမှာအာနာသိန်းစစ်တပ်ကို၎င်းတို့တပ်ဖွဲ့တွေခုခံတိုက်ခိုက်ရမယ့်အနေအထားဖြစ်လာခဲ့တဲ့သ ဘောလို့ဆိုနိုင်ပါတယ်။ MDY PDF တပ်ဖွဲ့တွေအနေနဲ့အခုအခါမှာမန္တလေးတိုင်းတွေကမတရားဆင်ကူစတဲ့ဒေသတွေမှာစစ်တပ်နဲ့ရင်ဆိုင်တိုက်ခိုက်နေကြရတယ်လို့မကြမီရပိုင်းတွေအတွင် TNL စုတ်ခွာသွားမယ်။မိုးကုံမြို့လိုမျိုးကိုခုခံကာကွယ်ဖို့ရည်မှန်းချက်လည်းရှိနေတဲ့အနေအထားလည်းဖြစ်ပါတယ်။မိုးကုံမြို့ဟာမြန်မာအစိုးရအုပ်ချုပ်ရေးတပ်မတ်ချက်တွေအရာ မန္တလေးတိုင်းဒေသပါဝင်နေပြီမဲ့ရှမ်းမြောက်ရဲ့ရေမြင်နဲ့ဆက်ဆက်နေတဲ့ဒေသဖြစ်ပြီးတော့မရယာစင်ကူတပိတ်ချင်းတို့ကနေအရှိမြောက်ဘက်ရုံရုံမှတည်ရှိတာဖြစ်ပါတယ်။မိုးမိတ်မြို့ကမိုးကုံမြို့ထက် မြောက်ဘက်ပို့ချပြီးတော့ရှမ်းမြောက်ထဲရောက်ရှိနေတဲ့အနေအထားဖြစ်ပါတယ်။ MD1 PDF အဖွဲ့အနေနဲ့တပိတ်ချင်းမတရားဆင်ကူးမန္တလေးမြစ်ကြီးနားကားလမ်းတွေကိုအဓိကထားကားခွင့်မလာသို့မဟုတ်ကြောင်မြတ်တယံစာတာထွက်ရှိတဲ့မိုးကုတ်လိုမျိုးကိုခုခံကားခွင့်မဲ့ဆစ်စင်ရေးမှာပါဝင်မလားဆိုတာရှင်းရှင်းလင်းလင်းတော့မသိရှိနိုင်သေးပါဘူး။ အခုလို MT1 PDF တို့ထိန်းချုပ်ထားတဲ့စေတော်ကြီးရှိတဲ့နေရာတဝိုက်ကိုအာနာသိန်းစစ်တပ်ကပြန်လည်သိမ်းယူနိုင်ခြင်းကဘယ်လိုအကြောင်းခံတွေကြောင့်လဲစစ်တပ်အနေနဲ့ TNL နဲ့ရင်ဆိုင်တိုက်ခိုက်ဖို့မလိုတော့တဲ့အချက်ကြောင့် DNR တွေကိုအခြားသောနေရာတွေမှာ အားဖြင့်ထိုးစစ်ဆင်နိုင်ခြင်းကြောင့်လားဆိုတဲ့ယူဆချက်တွေလည်းရှိကောင်းရှိနိုင်ပါတယ်။ MD1 PDF အနေနဲ့မူကုံမျိုးကိုခုခံကာကွယ်ရေးကလူအများအမြင်အရစိတ်သက်ရေးရအရထင်သာမြင်သာဖြစ်တဲ့အကြောင်းအရာတစ်ခုဖြစ်ပေမဲ့မူကုံမျိုးလိုမန္တလေးတိုင်းရဲ့အရှိမြောက်စွန်းဒေသကိုအာယုံစိုက်ကာကွယ်နေခြင်းမှာ၎င်းတို့ရဲ့ပင်မဒေသလိုဆိုနိုင်မဲ့မရေယာဆင်ကူတပိတ်ချင်းတို့ကစက္ကန်းတွေနယ်မြေတွေကိုစစ်တပ်အနေနဲ့ထိုးစစ်ဆင်သိမ်းယူတာမျိုးတွေလည်း ဖြစ်နိုင်ခြေရှိနေတာဖြစ်ပါတယ်။၁၀၂၉ဆက်စင်ရေးမှာတိုင်းဒေသလက်နက်ကင်တပ်ဖွဲ့တွေနဲ့ပူးပေါင်း PDF တပ်တွေမြို့အများပြားသိမ်းယူလာနိုင်ခဲ့ပြီးတော့ယခုနှစ်ဆန်းကစလို့အပြည့်ရဲ့သဘောတူညီမှုလက်နက်ခဲယံအထောက်အပံ့လမ်းကြောင်းတွေကိုဖျက်တောက်တားဆီးခံရမှုနဲ့စစ်တပ်ရဲ့ drone နဲ့လေကြောင်းမှပြွာအပြောင်းလဲတွေကစစ်ရေးချိန်ခွင်ရှာကိုပြောင်းလဲစေခဲ့တာတွေ့ရပါတယ်။၁၀၂၉ဆက်စင်ရေးအတွင်းမြို့တွေ တိန်နိုင်သမျှတိန်ယူကမဟာဗျူဟာကားလမ်းတွေကိုဖြတ်တောက်တာထိန်းချုပ်တာတွေလှုပ်ဆောင်နိုင်ခဲ့ကြပြီးတော့ပျောက်ကြားစစ်ကနေပြီးတော့နေရယူစစ်အနေအထားမျိုးကိုပြောင်းလဲစဉ်းစားကာကာကွယ်ခဲ့ကြတာလည်းဖြစ်ပါတယ်။2023ခုနှစ်အောက်တိုဘာလကနေ2024ခုနှစ်အကုန်ထိအာနာသိန်းစစ်တပ်ဟာ၎င်းရဲ့စစ်အင်အားပြုံးတိမှုတိုင်းစစ်ဌာနချုပ်တွေလက်လွတ်ဆုံးရှုံးမှုနဲ့အတူဘူမှုချုပ်အဆင့်ရှိတဲ့စကားခမှုတွေအထိတုံ့ပန်းအဖြစ်ကြားရောက်တာတိုက်ပွဲမှာတီးဆုံးတဲ့အဖြစ်တွေကြုံခဲ့ရတဲ့အရှုံးတွေဇက်တိုက်ကြုံခဲ့ရတာကနေ 2025ခုနှစ်အစပိုင်းမှာအဆိုပါအခြေအနေတွေကိုတန့်သွားစေဖို့ညီအမျိုးမျိုးနဲ့ကြားခံခဲ့တာတွေ့ရပါတယ်။တရုတ်နိုင်ငံရဲ့တန်တမန်ရေးလက်နက်နည်းပညာဝယ်ယူရရှိမှုတရုတ်နယ်စပ်မှာအခြေစိုက်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးစေမှုနဲ့အတူစစ်မျက်နှာအသီးသီးမှာတပြိုင်နက်တည်းစီရေးရှုံးနေမှုကြုံနေရတဲ့အခြေအနေကနေလွတ်မြောက်ဖို့အသက်ရှူခွင့်ရဖို့ကြိုးပမ်းခဲ့တာတွေ့ရပါတယ်။လူအင်အားပြုံးတိမှုကိုစစ်မှုမထမ်းမနေရဥပဒေအသက်သွင်းပြီးတော့ဖြည့်ရှင်းခဲ့တယ်လို့ဒေါ်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့နယ်မြေတွေမြို့တွေကိုနေစဉ်လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မဲတင်းပြီးတော့တဖက်အင်အားစုတွေကိုစိတ်တက်ရေးအရာရောရဝတ်ထူပိုင်းဆိုင်ရာအရာပါဖိအားပေးခဲ့တာတွေ့ရပါတယ်။အထက်ပါနီလန်းအမျိုးမျိုးနဲ့ဂျိုးပန်းမှုတွေကနေမြောက်ပိုင်းညီနောင်၃ဖွဲ့အနက်၂ဖွဲ့ကအပြည့်ရဲ့သဘောတူခဲ့တဲ့အနေအထားရောက်ကရှမ်းမြောက်ကမြို့မဟာဗျူဟာလမ်းမအစိတ်အပိုင်းတချို့ကိုပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ဒီလိုအနေအထားမျိုးမှာအာနာသိန်းစစ်တပ်ရဲ့နေမြေပြန်လည်ရယူဖို့ရည်ရွယ်တဲ့ ထိုးစစ်ကိုဘယ်လိုခုခံမလဲဆိုတာကို MD1PDF အနေနဲ့မဟာဗျူဟာကြကြစဉ်းစားဆုံးဖြတ်ရမယ့်အချိန်အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုချမှတ်ရမယ့်နေရာကိုရောက်ရှိနေတယ်လို့အပြင်ပန်းအနေအထားအရတွေ့မြင်နေရတာလည်းဖြစ်ပါရယ်ခင်ဗျာ။